so that we turn the stage into a big party အခန်းကိုခြေကေသွားပြိုင်နေပြီဆိုတော့လေဟိုဘလို့ပဲဆိုဆိုကျမတို့အကောင်းဆုံးရလတ်တော့မျောလင်းကြတာပဲပေါ့နော် JK them jet who what the fuck with the head down just on night who else got the side night 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 အရှင်းနေဒီမှာလဲစံချိန်စံညွန်းတွေအကောင်းခဲ့တဲ့အခါကျတော့အဲအဲ့လို ဟိုစံချိန်ပြန်ပြီးတော့မှီမလားကြော်သွားမလားအလောင်းလေးတော့အနည်းဆုံးရစေချင်တယ်ပေါ့နော်ဆိုတော့အရင်ရှေ့နှစ်က grand ရဲ့ senior လေးတွေကလည်းဒါအများကြီးစူးစမ်းခဲ့ကြတာဆိုတော့အញ្ញမ်းလည်းဖီအာမဖြစ်ပါနဲ့အကောင်းဆုံးအဲကိုလုံနိုင်သလားအကောင်းဆုံးစူးစမ်းခဲ့ပြီးတော့အဲကိုကျွမ်းကျင်သလားအကောင်းဆုံးချပြခဲ့ပါလို့အဲ့ဒီအတွက်လဲဒါအပိဇာဒက်ဖန်တွေကလည်းဂျင်းနဲ့နေမှာပါ ဒီနေ့သတင်းချုပ်ကတော့တူတူပါအစီအစဉ်မှမရှိပါဘူးအဓိကသင်တန်းနေစီရင်သင်တန်းတင်မဲ့ပွဲရရှိလို့ရှိရင်ခဏမှုနေနဲ့ဆောင်ရွက်မယ်ဒါပါပဲကျွန်တော်ကမယ်ရရပြီလား กระโดดขันရမယ်အရွယ်ဆိုတာတဲ့กระโดดขันရမယ်အလုတ်ကိုလုံနေရဲ့သူဆိုတော့လဲเนาะဒီ trainer လုံလုံနေရဲ့ဆရာမလုံလုံနေရဲ့ဆိုတော့လဲအဲဒါကလေးတွေရဲ့ပရင်းကျွတ်လာกระโดดတာတော့ရှိတာပေါ့เนาะအော်မြမပြီးကိုစားပြုတ်ဆလွယ်နဲ့သွားပြိုင်ကြတဲ့ပွဲကြီးပွဲသေးပဲပွဲပဲမဆိုသွားပြိုင်ကြတယ်အလှမအလှမ LGBT queen နေအားလုံးကိုလည်းကျမတို့မြန်မာပြည်ကထွက်သွားပြီဆိုတော့အကောင်းဆုံးကိုမျှော်လင့်တာပေါ့နော် ိုသူတို့အတင်းနေနဲ့လုံနိုင်ခဲ့တာရှိမယ်မလုံနိုင်ခဲ့တာရှိမယ်လုံနိုင်ပေမဲ့မရခဲ့တာတွေလည်းရှိမယ်ပေါ့နော်ဒါပေမဲ့လည်းကျမတို့အကောင်းဆုံးမျှော်လင့်ကြရတယ်အခုဆိုလို့ရှိရင်တော့လက်ရှိလက်တလုံးမှာဆိုရင်တော့ဒါအဲ grand ကို JK သွားပြိုင်နေပြီဆိုတော့လည်းဟိုဘလို့ပဲဆိုဆိုကျမတို့အကောင်းဆုံးရလတ်တော့မျှော်လင့်ကြတာပဲပေါ့နော်အရှင်းနှစ်တွေမှာလည်းစံချိန်စံညွှန်းတွေကောင်းခဲ့တဲ့အခါကျတော့အဲအဲ့လို စံချိန်ပြန်ပြီးတော့မှီမလားကြော်သွားမလားအလုံးလေးတော့အနည်းဆုံးရစေချင်တယ်ပေါ့နော်ဆိုတော့အရင်ရှေ့နှစ်က grand ရဲ့ senior လေးတွေကလည်းဒါအများကြီးစူးစမ်းခဲ့ကြတာဆိုတော့အမြင့်ကြီးတွေလည်းရခဲ့ကြတာဆိုတော့ဒီနှစ်မှာရောဟိုစူးစမ်းတဲ့သူကတော့အရန် PR များပြီးတော့ပို့တော့ပင်မန်းမှာပေါ့လေဒါမဲ့လည်းကျမတို့အကောင်းဆုံးမျှော်လင့်တာပေါ့ပြိုင်ပွဲပြိုင်ကြတဲ့အဲမျိုးသားမျိုးသမီးလေးတွေတိုင်းပေါ့နော်နိုင်ငံကိုစားပြုတိုင်းကတော့ဟိုလူတယောက်ကို လူအားလုံးကကြိုက်ဖို့ဆိုတော့မဖြစ်နိုင်ဘူးကိုဆိုတော့အဲတယောက်နဲ့တယောက်အကြိုက်တယ်မတူကြတဲ့အခါမှာမကြိုက်တဲ့သူကတော့အဲဒါ blame တာလေးတွေရှိမှာပေါ့နော်ကျမတို့ကလည်းဒီဟာကိုတားလို့လည်းမရဘူးမလုံနိုင်အောင်အဲတခုခုလှုပ်ထားလို့လည်းမရတဲ့အခါကျတော့အဲပြောတာဆိုတာလေးတွေတော့ဒါ public icon တယောက်နေနဲ့တော့ခံရတာတော့ရှိမှာပေါ့နော်ဒါပေမဲ့လည်းဟိုခံစားချက်တွေအဲ့ဒီပုံမှာအရန်မထည့်ဖို့ လူတွေအများကြီးကလာပြောနေကြပြီဆိုရင်လေကျွန်မလည်းအများကြီးအဲတိုက်ခိုက်ပြောဆိုခံရတဲ့လှမယ်တွေမှာပါပါတယ်ဆိုတော့သူတို့ဘာတွေကိုအဓိကပြောနေကြရလဲဘာကိုအဓိကမကြိုက်ကြရလဲအဲ့ဒီအချက်လက်ကိုတော့ကျွန်မကြည့်တယ်အဲ့ဒါမှဒါကငါပြင်ဖို့လိုတဲ့ကိစ္စများဖြစ်နေမလားဆိုပြီးတော့ကျွန်မကတော့ကြည့်ပြတယ် ပြင်ဖို့လိုတဲ့ဟာဆိုလို့ရှိရင်လည်းပြင်ဖို့ကြိုးစားရတယ်ပေါ့နော်ပြင်ဖို့မလိုတဲ့အရာလို့ကိုယူဆရတယ်ဆိုလို့ရှိရင်လည်းအဲဒီ comment လေးတွေကိုကြော်သွားလိုက်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်အနည်းဆုံးတော့တို့စိတ်ထွက်ပေါက်အနေနဲ့ကိုကိုပြောလိုက်ရလို့တို့ရဲ့ daily life မှာ stress လေးတစ်ခုပေါ့သွားတယ်ဆိုရင်ကိုပဲဒါဘာပဲဖြစ်ဖြစ်အဲကျမတို့ရဲ့ဖြစ်တည်မှုကတို့အတွက် stress out ဖြစ်စရာလေးဖြစ်တယ်ဆိုရင်ပဲလေအဲကျမအနေနဲ့တော့ကျင်းနေပါတယ်သူတို့စိတ်ပေါ့ပါသွားတယ်ပေါ့နော်ပြောလိုက်ရတဲ့ပုံမှာဟုတ် ာလေးကိုတရားပါလေးပြပြချင်တယ်ပေါ့အာပြိုင်ပွဲဝင်နေတယ်အခုအဲညီမလေးကိုလည်းအများကြီးအဲမတို့မျှော်လင့်ထားကြတယ်ဒါကအမရဲ့မဟုတ်ဘူးပေါ့နော်ဒါ ဖဲချက်ဖန်နေအားလုံးကလည်းနိုင်ငံကိုစားပြုဆုပ်လွယ်လွယ်ပြီးထွက်သွားပြီဆိုကြတဲ့ကအများကြီးမျှော်လင့်ထားကြတာဆိုတော့အဲဒီမျှော်လင့်တဲ့အပေါ်မှာလည်းအဲအရန်လည်းဖီအာမဖြစ်ပါနဲ့အကောင်းဆုံးအဲကိုလုံနိုင်သလားအကောင်းဆုံးစ조사ခဲ့ပြီးတော့အဲကိုကျွမ်းကျင်သလားအကောင်းဆုံးချပြခဲ့ပါလို့အဲ့ဒီအတွက်လည်းဒါအာဖိဇာဒက်ဖန်တွေကလည်းဂျင်းနဲ့နေမှာပါ ဟုတ်ကဲ့ပါချစ်ပေးအားပေးကြပြီးတော့အခုချိန်ထိလဲဒါအတိအမှတ်ပြုပေးကြရတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်အခုလဲသွားပြိုင်နေကြတယ်သွားပြိုင်ကြတော့မယ်ဒီ2025ခုနှစ်ရဲ့နိုင်ငံကုစားပြုအလှမောင်မယ်လေးတွေအားလုံးကိုလဲအဲဒါကျမတို့ကိုချစ်ပေးခဲ့ကြသလိုမျိုးအဲအားပေးပေးကြပါလို့ဒါပရိသတ်တွေပြောချင်ပါတယ်ပရိသတ်တွေရအားပေးမှုကလဲသူတို့ရဲ့စင်မြင့်ထက်မှာဘလောက်တိုင်းတာထိအရာရောက်သွားမလဲဆိုတဲ့တာရောက်မှုတွေပေါ်မှာအများကြီးအဲ ခွန်အားဖြစ်စေတာမို့လို့ခွန်အားပြပေးကြဖို့အတွက်ဖက်ချက်ဖန်တွေအားလုံးတိုက်တွန်းချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်